ကျမ်းမာတော်မူကြပါစို့ခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့အော်တိုဘားလ၁၀ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရပါဒီ channel လေးကမြေပြင်ဂျီနရီကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဆုံးတင်ဆက်ပေးချင်တာကတော့ဘင်္ဂလားရခိုင်နယ်စပ်ကို BGB ကရဲဘော်အခြေအနေဖြစ်သတ်မှတ်ထားပြီးအနီးကစောင့်ကြည့်နေတယ်လို့ဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ဘင်္ဂလားရခိုင်နယ်စပ်ကိုဘင်္ဂလားဒေ့ရှ်နေချောင်းတက် BGB မှရဲဘော်အခြေအနေဖြစ်သတ်မှတ်ထားပြီး အနီးကစောင့်ကြည့်နေကြောင်းဘင်္ဂလားမီဒီယာများကနေတဆင့်သိရှိရပါတယ်။ဘင်္ဂလားနေကြဆောင်တပ် BGB ဟာနေဆက်တလျှောက်မှာရှိတဲ့စခန်းများ Border Outpost BOP အားလုံးကိုအမြင့်ဆုံးတတိပေးချက်ထုတ်ပြန်ထားပြီး၎င်းတို့ရဲ့တာဝန်များကိုအချိန်ပြည့်တပ်ဆောင်ရဲ့အမိန့်ပေးခဲ့တယ်လို့နေဆက်မီဒီယာတစ်ခုဖြစ်တဲ့ Bindropin News မှာဖော်ပြပါတယ်။၎င်းအပြင်ရုတ်တရက်အခြေအနေတစုံတရာဖြစ်ပေါ်လာမှုကိုသိရှိနိုင်ဖို့ထောက်လှမ်းရေးလှုပ်ရှားမှုများကိုလည်းတွန်းမြင့်ထားတယ်လို့ဆိုပါတယ်။ရာမှုတက်ရင်တတိ BGB တက်မှုဒုဗိုလ်မှူးကြီးက BGB ရနေဆက်အခြေအနေကိုအနီးကပ်စောင့်ကြည့်နေကြောင်းနေဆက်ကပြည်သူတွေရဲ့လုံခြုံရေးအတွက်အပြည့်အဝပြင်ဆင်ထားကြောင်းအဆိုပါဘင်ဒရိုပင်တရင်မှာဖော်ပြထားပါတယ်မြန်မာနိုင်ငံဘက်မှထွက်ပေါ်လာတဲ့တနက်တန်တွေကိုကော့ပဇာခရိုင်မှာရှိတဲ့အိုကီယိုနဲ့ဘင်ဒရိုပင်ခရိုင်ရှိကောင်းတုံတုံးမှကြားရပြီးပြင်းထန်တဲ့တနက်တန်တွေကိုကြာသာဘရင်းနဲ့အော်တိုဘလတ်9ရက်နေ့ည7:00နာရီကျော်ကကြားနေရတယ်လို့ဒေသခံများကကိုးကားပြီး The Territory News မှာဖော်ပြထားပါတယ်လက်ရှိအိုကီယာမြို့နယ်မှာရှိတဲ့ ဖလန်ကလီယူနီယံမှာရမတာဘီဒမွန်ကလီတိန်ကလီဘလက်ဟလီနဲ့နှစ်ကျောက်စရီမြို့နယ်ဂေါန်တုံတိုက်နယ်တောင်ပြိုဖက်ရှန်ပါရာတိုမှာအပါအဝင်နေဆက်မှာရှိတဲ့အနည်းဆုံးကြေးရွာ900မှရခိုင်ဘက်ကတနက်တန်များကိုကြားနေရတယ်လို့ဆိုပါတယ်။တောက်ကြနေ့အော်တိုဘားလ10ရက်နေ့မနက်2:30မိနစ်ထိတနက်တန်များပြတ်တောက်စွာကြားနေရကြောင်းဒေသခံများကအတည်ပြုပြောကြားခဲ့ပေမယ့်လေတနက်တန်များရဲ့ပြင်းထန်မှုမှာည7:00မှမနက်8:00အထိကျေလောင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ တင်ကာလီမဒေတာကန်ကြောင်းစရာကမရဒင်မကူးကဒါကပို့စ်ကိုပြောကြရမှာညဘက်တွင်မှာတနက်တက်တွေအများကြီးကြားခဲ့ရတယ်တပတ်မှပြိပက်ကတ်တွေကြီးကြီးမားမားဖြစ်နေပုံရတယ်အဲ့ဒီလိုအတန်တွေကအရင်ကမကြားခဲ့ရဘူးရွာသူရွာသားတွေကြောက်ရွံ့နေကြပြီးနိုးကြားနေကြဖို့လိုအပ်ပါတယ်လို့ပြောပါတယ်မြန်မာနေဆက်မောင်တော်ခိုင်တီကူဗာနီယာဒေတာမှာအာဆာလက်နက်ကိုင်အဖွဲ့တွေနဲ့ရကိုင်းဒေတာကိုထိန်းချုပ်ထားတဲ့အာရကတ်တပ်တော်တို့တိုက်ပွဲဖြစ်ပွားနေတယ်လို့ ေတာကန်ဒုက္ခသည်စခန်းကတရင်ရှင်မြင့်များကပြောကြားကြောင်းတရင်မှာဖော်ပြထားပါတယ်။ OKR ခြေဆိုင်ဘင်္ဂလားဒေ့ရှ်နေချာဆောင်တက်အမှတ်64တရင်မှာတမူဒုဘူမူကြီးကကျွန်တော်တို့အခြေအနေကိုစောင့်ကြည့်နေပါတယ်။လက်ရှိအခြေအနေကတော့ပုံမှန်ပါပဲ။မြန်မာနိုင်ငံအတွင်းကနေထွက်လာတဲ့ပြစ်ခတ်တန်းတွေဘာလူခါလီစခန်းအနီးနေဆက်ကိုဖျက်ချော်ပြီးကြားနေရပါတယ်လို့ဆိုပါတယ်။ရခိုင်ပြည်မှာအစိုးရတပ်နဲ့အာရကတပ်တော်တို့အကြားမကြသေးမီကာလာများအတွင်တိုက်ပွဲများအရှိန်အဟုန်နဲ့တိုးမြင့်လာခဲ့ပြီး2024ခုနှစ်ဒီဇင်ဘာလမှာ အာရကတ်တပ်တော်ကရခိုင်ပြည်ဧရိယာအများပြားနဲ့ဘင်္ဂလားဒေ့ရှ်နေဆက်တလျှောက်မှာရှိတဲ့အရှေ့281ကီလိုမီတာနေကြားဧရိယာကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့သတင်းမှာဖော်ပြထားပါတယ်။သို့တော်လည်းစစ်အစိုးရဟာအဲ့ဒီတင်းချုံမှုကိုပြန်လည်ရယူဖို့မကြသေးမီကစစ်စင်ရေးအစ်တစ်ခုစတင်ခဲ့ကြောင်းမီဒီယာသတင်းရင်းမြစ်များကပြောတယ်လို့ဆိုက The Territory News မှာသတင်းဖော်ပြပါတယ်။ရခိုင်ပြည်မှာအာရကတ်တပ်တော်နဲ့အကြမ်းဖက် ASA RSO လက်နက်ကင်တပ်ဖွဲ့တွေအကြား ိုက်ပွဲတွေဟာအဆင့်အထစ်ကိုရောက်ရှိသွားပြီဖြစ်ပြီးဘင်္ဂလားဒေ့ရှ်ရဲ့လုံခြုံရေးအတွက်လဲစိုးရင်စရာဖြစ်နေတယ်လို့သုံးသပ်သူတွေကပြောဆိုကြောင်း၎င်းသတင်းမှာရေးသားထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ AA ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် Fighter စစ်စခန်းကုန်းမှစစ်သားများလက်နက်များကိုစွန့်ပစ်ကာကစင်ကလျာဆုတ်ခွာထွက်ပြေးသွားကြောင်းတင်ဆက်ပေးပါမယ်မကွေးတိုင်းငပင်းမြို့နယ်ဗရန်းမြို့အနီးရှိနေရီကန်တောင်ပေါ်မှာတည်ရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းရန်ကာကွယ်ရေးဗျူဟာကုန်းရဲ့အားထက်ရတဲ့ Fighter စခန်းကုန်းကို ရကတ်တော်အေဦးဆောင်တဲ့တော်လိုင်းရင်ပူပေါင်းတပ်ဖွဲ့တွေကယမန်နေ့ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရမှာစစ်သားများမှလက်နက်ကြီးများကိုတမကလက်နက်များကိုပါစွန့်ပစ်ကကိုလိုယုံပြီးကစင့်ကလျဆုတ်ခွာထွက်ပြေးသွားကြတယ်လို့သတင်းရရှိပါတယ်။စစ်ရေးသတင်းရှိမြတ်တူကအဲ့ဒီစကန်းကုန်းကနာမည်ကြီးဗိုလ်မှူးအဆင့်ရှိတဲ့သူထိုင်တာဖိုက်တာစကန်းကုန်းလို့နာမည်ကြီးစကန်းကုန်းပါ။ဘာကြောင့်တော့မသိဘူးစစ်သားတွေလက်နက်တွေကိုစွန့်ပစ်ပြီးထွက်ပြေးတာအဲ့ဒီစကန်းကုန်းကိုအချင်းတူတူနဲ့အပြတ်သက်ချိန်မုံသိမ့်ပိုက်လိုက်တယ်လို့ပြောပါတယ်။ အေအူဆောင်တဲ့ဒေါ်လန်ကြီးမဟာမိတ်တပ်ဖွဲ့များမှဝင်းရောက်စီးနင်းတိုက်ခိုက်မှုအတွင်းစစ်သား40ထပ်မင်းနဲ့သေဆုံးခဲ့ကအများအပြားမှာဒဏ်ရာရရှိသွားပြီးလက်နက်ခဲယမ်းများကိုခြံထားကအကုန်ထွက်ပြေးသွားတယ်လို့ဆိုပါတယ်။နိုင်ငံတောင်မှရှိတဲ့လီချောင်းရန်ကာကွယ်ရေးပြူဟာကုန်းရဲ့အကူအထရတဲ့ fighter စခန်းကုန်းဆိုတော့လက်နက်ကြီးတွေပါစင်ထားတာအကုန်ရလိုက်တယ်ဒီလိုများများလှူဖို့လိုတယ်လို့၎င်းကဆိုပါတယ်။၎င်းစခန်းမှာစစ်ကောင်စီအင်အား100ကျော်ရှိပြီး drone sniper လက်နက်ကြီးအမျိုးအစားအများအပြားတပ်ဆင်ထားတဲ့ fighter စကန်ကုန်းတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။အရကတက်တော်နဲ့ပူပေါင်းတော်လိုင်းကြီးတက်တွေကလက်နက်ခင်းများကိုတင်ဆက်ပြီးစကန်ကုန်းတစ်ခုလုံးကိုပါအပြေးပိုင်ထိန်းချုပ်ထားပါတယ်။သူတို့ကဒဏ်ရာရတဲ့သူတွေပါအကုန်တောင်အောက်ကိုဆင်းပြေးသွားတယ်။လက်နက်တွေကိုတော့ယူမသွားတော့ဘူးဆိုတော့ကျွန်တော်ထင်တာကတက်ကိုသူတို့မပြန်ပဲတနည်းရရကိုအကုန်ထွက်ပြေးသွားပြီထင်တယ်လို့အမည်မဖော်လို့သူဒေတာကန်တရင်ရှိမြစ်တူကလည်းပြောဆိုပါတယ်။အနည်းနာမှာရှိတဲ့ဇင်ပြုံးရစစ်စခန်းကိုလက်နက်ခဲရက်နဲ့တက်နောက်ဆုပ်ရရပေမဲ့လည်း အဲ့ဒီလိုနောက်မဆုတ်ပဲလက်နက်ခဲယမ်းများကိုအကုန်ထားပြီးထွက်ပြေးသွားကြတဲ့အတွက်တက်ကူမပြန်လို့ပဲတခြားနေရာတွေကိုထွက်ပြေးကြပုံရတယ်လို့ဆိုပါတယ်စစ်သားတွေကစစ်တပ်တွေအရင်ကြနေပြီသူတို့ဘက်ကအထီးကိုက်အကြဆုံးနေတိုင်းရှိနေတယ်လို့တိုက်ပွဲတွေလည်းနေတိုင်းဖြစ်နေတော့ထမင်းတွေလည်းငတ်ပုံရတယ်အခုသူတို့လက်နက်တွေကိုစွန့်ပြီးထွက်ပြေးသွားကြတယ်ဆိုတော့လုံးဝစစ်မတိုက်ခြင်းတဲ့သဘောမျိုးလို့ပြောလို့ရပါတယ်လို့ဆိုပါတယ်စစ်ကောင်စီဟာအင်အားထောင်နေချီရှိတဲ့ပြည်သူစစ်တန်းတန်းစင်ကစစ်သားတွေကိုရှည်တန်းပို့ပြီးထိုးစစ်ဆင်ရကနေ အမ်ဘရန်ယူတောင်လမ်းမှာပြည်သူစစ်များမှအကြဆုံးများပြီးဘဝပြက်ကပြန်လမ်းမဲ့အနေထားကိုရောက်ရှိသွားခဲ့တယ်လို့ဆိုပါတယ်။လီကျောင်းလက်နက်ကြီးဒရုန်းတို့နဲ့ထိုးစစ်ကိုအရှိန်အဟုန်မြင့်ခဲ့တဲ့အချက်ဖတ်တက်မတော်ဟာအေအေနဲ့တော်လရင်တပ်ဖွဲ့များရဲ့ဒံပြန်ထိုးစစ်စဉ်တိုက်ခိုက်မှုကြောင့်နောက်ပိုင်းမှာခန်းစစ်အနေထားကိုကြောက်ရောက်သွားခဲ့ကကပ္ပစ14ဇင်ပြုံစုံကုန်းအမြောက်ကြီးတက်တို့မှာအင်အားများဖြည့်တင်းကလုံခြုံရေးတိုးမြှင့်ထားတယ်လို့သိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတဲ့ကတော့ မမော်မြို့ရင်းမှာရှိတဲ့စစ်တပ်တပ်ဆွဲထားတဲ့နေရ၅ခုထက်မနည်းကို KNA ပူးပေါင်းတပ်တွေကပြန်လည်တိုက်ခိုက်သိမ်းပိုက်ထားပြီးဒံပြန်ထိုးစစ်ဆင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဗမော်မြို့မှာစစ်တပ်ကတပ်ဆွဲထားတဲ့နေရ၅ခုထက်မနည်းကို KNA ပူးပေါင်းတပ်တွေကပြန်လည်တိုက်ခိုက်သိမ်းပိုက်ထားပြီးဒံပြန်ထိုးစစ်ဆင်မှုများလှုပ်ဆောင်လျက်ရှိတယ်လို့ KNA ရှိတဲ့သတင်းရှိမိကပြောဆိုပါတယ်။အော်တိုဘာလ၈ရက်နေ့နဲ့အော်တိုဘာလ၉ရက်နေ့တို့မှာစစ်တပ်ကနေရယူထားတဲ့ဗမော်မြို့အတွင်းနေရတချို့ကို KNA ပူပေါင်းတပ်တွေကတကြောပြန်ပြန်လည်တိုက်ခိုက်သိမ်းပိုက်ပြီးဒံပြန်ထိုးစစ်ဆင်လာနိုင်ကြောင်းသိရှိရပါတယ်။ခလာရ59ကကာကင်စကန်တွေကိုတင်တယ်။နောက်ပြီးတော့နှမိုင်နဲ့အရှိတာစီကောက်ကွင်းနားမှာရှိတဲ့စစ်တပ်ကခြေကုပ်ကင်းစကန်၃ခုကိုလည်းသိမ်းပါတယ်။စစ်ခွေးတင်စည်ရင်းနဲ့လက်နက်ကင်းရန်တွေတင်စည်ရရှိတာရှိပါတယ်။သူတို့ဘက်ကပြန်ဆုတ်သွားတယ်။အမော်မာကကိုဘက်ကပြန်တိုးလိုက်သူ့ဘက်ကဆုတ်လိုက်သူ့ဘက်ကပြန်တိုးလိုက်ကိုဘက်ကနောက်ပြန်ဆုတ်လိုက်ဖြစ်နေတယ်။အခုကတော့ဒံပြန်ထိုးစစ်တဘောမျိုးကိုဘက်ကပြန်စတာလို့ KIA ရှိတဲ့သတင်းရှင်းမြစ်ကပြောဆိုပါတယ်။ KIO KIA ပြောရေးဆိုခွင့်ရှိသူဘုံမူကြီးနော်ဘူးကဗမော်မြို့မှာနေတိုင်းတိုက်ပွဲဖြစ်ပွားနေပြီးစစ်တပ်ဘက်ကလေကြောင်းတိုက်ခိုက်မှုနီးပညာမြင့် drone များနဲ့အတိတ်ကအာယူတိုက်ခိုက်နေကြောင်းမြေပြင်မှာတော့ KIA တပ်တွေကပြန်လည်စုမှုထားနိုင်ရေးကြိုးပမ်းလျက်ရှိကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။စစ်တပ်ကဗမော်မြို့ကိုအသာစီစုမှုနိုင်ပြီလို့ဝါရဖြန့်သတင်းများကိုထုတ်ပြန်လည်ရှိပေမဲ့လက်တွေ့မှာတော့စက္ကက27တဲမှာသာစစ်တပ်ကအခြေပြု၍ခုခံစစ်ပြင်ဆင်နေခြင်းဖြစ်ကြောင်း ဗမော်တမျိုးလုံးအတိုင်းအတာနဲ့တော်လိုင်းရေးတက်တွေကစွန့်မှုထားနိုင်ကြောင်းတော်လိုင်းရေးရှိတဲ့သတင်းရင်းမြစ်ကပြောဆိုပါတယ်။ဗမော်မျိုးသိန်းတိုက်ပွဲကို2024ခုနှစ်ဒီဇင်ဘာလမှစတင်၍ KIA ပူးပေါင်းတက်တွေကဆင်နွှဲလာခြင်းဖြစ်ပြီးယခုအခါ17လကျော်ကြာမြင့်လာပြီလည်းဖြစ်ပါရယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရန်ကုန်တလတတာနောက်ဆုံးအဆင့်မင်းအောင်လိုင်လာကြည့်တဲ့အတွက်မြစ်ကူးတံမှန်စိတ်အလုံးပိတ်ပင်လိုက်ပြီးမြစ်အတွင်းစစ်တင်းပေါ်များကင်းလေ ဒလမြို့နယ်ရန်ကုန်မြို့စိတ်ကန်းဝန်းကျင်တစ်ခုလုံးကိုလုံခြုံရေးတင်းကျပ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်ဒလတဒါနောက်ဆုံးအဆင့်အချင်းတွေကိုအချမ်းဖတ်မင်းအောင်လိုက်ကလာရောက်ကြည့်ရှုမှဖြစ်တဲ့အတွက်ရန်ကုန်ဒလမြေကူးတမန်စိတ်အားလုံးကိုစစ်တပ်ကပိတ်ပင်လိုက်ပြီးမြေအတွင်းစစ်သင်္ဘောများကင်းလည်နေကြောင်းဒေသပြည်သူများနဲ့စစ်ဘက်တရင်ရင်းမြစ်ကပြောဆိုပါတယ်။ယမန်နေ့အော်တိုဘာလ9ရက်နေ့ည7:00နာရီခန့်ကရန်ကုန်ဒလမြေကူးတမန်စိတ်များအားလုံးကိုစစ်တပ်ကပိတ်ပင်ခဲ့ခြင်းဖြစ်ပြီးရန်ကုန်မြေအတွင်းမှာလည်းစစ်သင်္ဘောတချို့ကိုကင်းလည်ချထားခဲ့ကြောင်း ဒလမျိုးပေါ်နဲ့မျိုးရင်းမှာလဲစစ်တပ်ကတက်ဆွဲခဲ့ပြီးကင်းလဲခဲ့ကရန်ကုန်မြို့စစ်ကမ်းဘက်အချမ်းမှာစစ်ကောင်းငယ်တချို့နဲ့လှည့်လည်ကင်းလဲမှုတွေကိုရမန်နီကလေးကလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။ဒလရန်ကုန်တမန်တွေနဲ့တမန်စိတ်တွေအလုံးကမင်းညာရှင်းနိုင်ကလေးကပိတ်ထားတယ်။သူတို့ပြေးဆွေးနေတဲ့ရန်ကုန်ဒလမြေကူးတင်းမော့တော့ကူးပေးနေတယ်။ဒါပေမဲ့လူကြီးလာရင်မြေကူးတင်းမော့လဲခဏရထားမယ်ပြောတယ်။မြစ်ထဲမှာတော့စစ်တင်းမော့တွေတွေ့တယ်။ရန်ကုန်စစ်ကမ်းဘက်မှာလဲစစ်သားတွေတော်တော်များများချထားတယ်။ တလတတားကိုဟိုလူမင်းအောင်နိုင်လက်ကြီးမှလို့ပြောတယ်လို့ဒေတာပြည်သူတို့ကဆိုပါတယ်ဒီကနေ့မနက်09:30မိနစ်ဝန်းကျင်အချိန်မှာယမန်နီညကလေးကလုံခြုံရေးအရလှေစိတ်များနဲ့လမ်းများပိတ်ပင်ထားမှုကိုစစ်တပ်ကပြန်လည်ဖွင့်ပြလိုက်ကြောင်းရန်ကုန်မြို့ခံများကပြောဆိုကြပါတယ်စစ်ဘက်တရင်ရှိမြစ်ကလည်းရန်ကုန်တလတတားကိုမင်းအောင်နိုင်တွားရောက်ရန်စက်တင်ဘာလအတွင်းကလေးကစီစဉ်ထားခြင်းဖြစ်ပေမဲ့ရုရှားခီးစဉ်အပါအဝင်အခြားကိစ္စများကြောင့်ခီးစဉ်ရွှေ့ဆိုင်ခဲ့ကြောင်း ဒီကနေ့အောင်နိုဘာလ၁၀ရက်နေ့မှာမင်းအွန်လိုင်းတလတတားကိုတွားရောက်ပွဲရှိကြောင်းပြောဆိုပါတယ်။တလတတားကိုတက်ချုပ်တွားဖို့စီစဉ်ထားတာစက်တင်ဘာလကလေးကဒီနေ့တွားကျင်တွားနိုင်ပါတယ်။တတားကနောက်ဆုံးအဆင့်ဖြစ်နေပြီ။ဒီဇင်ဘာသို့မဟုတ်ဇန်နဝါရီမှာဖွင့်ဖို့တွန်းလှုပ်နေတယ်လို့စစ်ဘက်သတင်းရှင်းမြစ်ကပြောဆိုပါတယ်။ရန်ကုန်တလတတားမှာတမနီကျိုးဆိုင်လေးလံတွားတတားကြီးဖြစ်ပြီးပင်မတတားရှိ1936ပေးနဲ့တတားအရှိစုစုပေါင်း6143ပေရှိကြောင်း တန်ချိန်15000ခန့်ရှိတဲ့တင်မောကြီးများရေလန်းကင်းလွတ်စွာတွာလာနိုင်ဖို့အမြင့်ပေ160ခန့်နဲ့ရေလန်းကင်းလွတ်အကျယ်925ပေထရှိဆောက်လုပ်တော်မှာဖြစ်ကရင်းတစည်းချင်းခန်းနိုင်ဝန်အားဖြင့်85ရက်အထိဖြစ်ကြောင်းကိုရီးယားမြန်မာကြည်ကြည်ဒလတဒါကိုကိုရီးယားနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးရေးရန်ပုံငွေ EDCFI လုံးချင်းငွေ American Dollar 139.833တန်းပြည်ရင်းရန်ပုံငွေ30.3သုံးလေးတက်တန်းစုစုပေါင်းကုန်ကြငွေ အမေရိကန်ဒေါ်လာ168တသမ1.4တန်ကုန်ကြမှာဖြစ်ပြီးကိုရီးယားထုတ်ကုန်သွင်းကုန်ပန်းနဲ့မြန်မာနိုင်ငံစောက်လုပ်ရေးဝန်ကြီးဌာနတို့မှ2015ခုနှစ်နိုဝင်ဘာလ16ရက်နေ့ကချင်းငွေဆိုင်ရာသဘောတူစာချုပ်ရေးထုတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဆိုပါဒေါ်လာတရာတီစောက်ရေးအသေးစိတ်ဒီဇိုင်းကိုကိုရီးယားသမ္မတနိုင်ငံဆူဆူကုမ္ပဏီလီမိတက်ကရေးဆွဲခဲ့ပြီးကိုရီးယားပညာရှင်များပါဝင်တဲ့ Korea GS Engineering Company ကအထက်ကတာဝန်ယူတည်ဆောက်နေခြင်းလည်းဖြစ်ပါတယ်။ရန်ကုန်ဒေါ်လာတရာဖွင့်လှစ်ပြည်စည်းပွဲက ရေကုံမြို့မှဒလတွန်တင်းကော်မူကိုကြံကုံမြို့နယ်များဒီတရေတတမှတဆင့်ကန်းကြီဒေတာများနဲ့ ARD တိုင်းတစ်ခုလုံးကိုလွဲကူလှင်မြန်စွာသွာလာနိုင်မှာလည်းဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရေးသတင်းတို့များနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချင်းတို့ရင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ